နွားပါရှင်ဆရာမောင်ထုံးသူရဲ့ let's go မှာတညာပိုင်း14ကိုဖတ်ပြပါမယ်ရှင်။သူစဉ်းစားနေတယ်ကောင်းပြီလေဒီညလာခဲ့မယ်။ဒါပေမဲ့ဆယ်နာရီမထိုးခင်တော့လာနိုင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲ။အဲ့ဒီချိန်တော့ကြာမှတခြားလူတွေအဲ့ဒီနာကခွာကြမှာတကယ်လို့ဆယ်နာရီထိုးလို့မှဟန်လီရောက်မလာရင် နောက်တနေ့ပေါ့တတိတော်ထားနော်။ ဒီရက်မှာပလိတ်တွေဘလို့လဲစစ်သားကကျွန်တော်တို့နားရောက်လာတယ်ဒီမှာတော့တိမ်ဆိုးကြပါဘူးလို့ဟဲလင်းကပြင်သစ်ကားနဲ့ပြန်ဖြေတယ်ကားကကားဦးကြီးပဲလို့ကျွန်တော်ကပြောလိုက်တော့စစ်သားကရဲတယ်ကားပြန်မှန်သမျှဂျာမန်စစ်ဗိုလ်ရေးလက်ထဲမှာကြီးပဲပြင်ပြီးသွားပြီလားပြင်သွားပြီလို့ဟဲလင်းကပြောတယ်မင်းနဲ့တွေ့ရတော့ကံကောင်းတာပဲလို့စစ်သားကပြောတယ် မော်တော်ကားနဲ့ပတ်သက်လို့ငါသိရတခုပဲရှိရဲ့ကားဆိုတာဓာတ်ဆီထဲမှာသွားရင်ငါသိရအဲ့ဒါပဲစသားကကားပေါ်တက်တယ်အဲလင်ကလည်းသူနဲ့တူလိုက်သွားတယ်အဲလင်ကကားစကူနိုးတယ်မော်တော်ကားထွက်စားပြူပြီးဂျေစုဒီမာရီရှင်လို့ဟဲလင်ကကျွန်တော်ကိုလှမ်းပြောတယ်ပြီးတော့ကားကိုရှိန်နဲ့မောင်းထွက်သွားတယ်ကျွန်တော်အဲ့ဒီနေရာမှာစက္ကန့်အနည်းငယ်ကုန်သွားတဲ့အထိရှက်နေမိတယ်ပြီးတော့ကျွန်တော်ဆက်လျှောက်ခဲ့တယ် တပြေးပြေးလေးတွေ့ဆရာရှိရာတွေတွေ့မိတာရယ်ကျွန်တော်ကြားလိုက်ရတဲ့သတင်းတွေဟာစဉ်းစားစရာပဲတော့ကဝင်လာရပြီးတော့တန်တရားလေးဝင်လာရကျွန်တော်တော့အထင်မှန်ပဲပြီးချိန်ကုန်အောင်ဆောင်နေရယ်ချန်စီယိုတဝိုင်းမှာတော့ယင်းနေ့ကပုံစံအတိုင်းပဲမိမာရီအုံနဲ့တင်းနေရောင်းနေကြရင်အကြခင်မှာပဲမောင်ရိပ်တွေကြားလာရယ်တပြေးပြေးနဲ့ချန်စီယိုနာကမိမာရီဟာ သူတို့ဒန်နီယာရီဘက်ပြန်သွားနေကြတယ်။ကျွန်တော်ချန်ကြီးအိုဘက်ကို မျက်ခြေမပြတ်ချီနေတယ်။ရိတ်သည့်တစ်ခုပေါ်လာတာမြင်ရတယ်။မောင်းပမာလဲတဲ့ဟယ်လင်ရဲ့ဘေးတံကိုကြားရတယ်။ဒီမှာကျွန်တော်အတန်ကြားရဘက်ကိုဆန်ဒဝါဝါနဲ့ရှာလာခဲ့တယ်။ဟယ်လင်ပြင်းထွက်လာလို့ရမလားလို့လှမ်းပြီးရယ်သူတို့အားလုံးရှိတော့မှထွက်လာလို့ရမှာစောင်းပေါ့ ကျွန်တော်တော့စက်ကူလေးပဲတွားပြီးပြန်လာခဲ့တယ်။စကန်လေးကမိမောင်းထိုးတဲ့အခါမမြင်ရမယ့်နေရာတနေရာမှာဝင်ပုံနေ။ရည်ကြီးပေါ်မှာလဲနေရဆိုတော့တည်ရွှေချောင်းနဲ့နှွေကိုရှူနေရတယ်။ကျွန်တော်ပတ်ဝန်းကျင်မှာလေနုအေကလေးဖြည်းဖြည်းမှန်မှန်တိုက်နေတယ်။ဘက်ကလေးကတည်ရွှေလှုပ်တဲ့တွင်နဲ့နေတူးတဲ့တွင်ကြာနေရတယ်။အနည်းကြာလာတော့ကျွန်တော်မျက်လုံးတွေဟာမောင်းနေမှစဉ်းစားရလာတယ်။ခင်းနေရည်ကိုကျွန်တော်မြင်နေရတယ်။တဲတဲကွယ်ကွယ်တော့မဟုတ်ဘူး။သူက တန်ဆူးကျိုးနာမှာကပ်ပြီးရှန်နေတယ်သူရဲ့နောက်ဖက်မဒီမဝေမာရဲ့နေရဲ့မိမတယောက်ကိုလည်းကျွန်တော်မြင်နေရတယ်အဲ့ဒီမိမရဲ့နောက်မှာလည်းမိမနှစ်ယောက်ရှိတယ်သူတို့စီကလည်းငိုတန်လေးကြာနေရတယ်ညီကွင်းကခြေခွဲစရာကောင်းနေတယ်ဒါကြောင့်ကျွန်တော်စက်မကြည့်တော့ဘူးညနာကိုပဲပြစ်လိုက်တယ်နောက်တစ်ခါပြန်ကြည့်လိုက်တော့စောစောကညီငယ်ရတဲ့မိမသုံးယောက်မရှိတော့ဘူးအဲ့ဒီတယောက်ခဲပဲကျန်ခဲ့တယ်သူဟာတန်ဆူးကျိုးကိုငုံချနေတယ် တန်ဆူချိုကိုကင်ပေးလဲပါအောင်လို့ဟင်းနင်းကပြောတယ်။ကိုသုံးယောက်ပဲရောက်သွားလို့လေလို့ကျွန်တော်ကပြန်မီးတယ်။ပြန်သွားကြပြီ။တယောက်ကနာစီပါတီဝင်ပေါ့။သူရှိနေလို့ဟင်းနင်းချက်ချင်းမလာနိုင်တာစောစောကငိုနေတာသူပေါ့။ကျွန်တော်ကတန်ဆူချိုကိုဆဲပြီးမြောက်ပေးထားတယ်။ဟင်းနင်းကသူ့ဘလော့အင်ဂျင်နဲ့စကတ်ကိုချုပ်ပြီးကျွန်တော်ကိုလမ်းပေးတယ်။ဘဝတွေစုပ်ကုန်လို့မဖြစ်ဘူး။ဟင်းနင်းမှာဝစ်ဆရာဆိုလို့ဒီတစုံမင်းရှိရော်တယ်။ကျွန်တော်သူ့ဝစ်စာတွေကိုခြင်ထားတယ်။ဟင်းနင်း ကတန်ဆူချိုအောင်တွားပြီးထွက်လာတယ်။တန်ဆူချိုကသူ့လက်မောင်းကိုတစ်ချက်ချက်သွားတယ်။သူ့ရီထွက်လာတယ်။အဲဒီကတော့သူ့တန်ရောက်ကိူးမဆိုင်ဘူး။ပြင်ရောက်တာနဲ့တပြိုင်တည်းမသက်သာရဲလိုက်ပြီး ပေါင်းတို့ထပ်ပြေးရင်လွယ်မဲထင်သလားလို့ကျွန်တော်ကစီမေးရယ်ဘယ်ကိုပြေးမှလဲမလဲမသိဘူးစပိန်ကိုပြေးကြရင်ကောင်းလားဒါမှမဟုတ်အာဖရိကကဲလားဒီကိစ္စကိုဟဲလင်းတို့တိုင်ပင်ကြတာပေါ့လူဝက်တွေစားရဲစားရဲနေမပါဘဲနဲ့ဒီကထွက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်လဲစကန်ဆောင်တွေကဟဲလင်းတို့ကိုတိတ်ပြီးဘူးစိုက်ပဲလွတ်ထားတာ ခင်းလင်းကချတော်ရှိကနေပြီးတော့ထဲဝင်သွားတယ်။ဝတ်တွေချထားတဲ့အတွက်သူ့ခန္ဓာကိုယ်ရဲ့အလားကိုပြပြတည်တည်မြင်နေရတယ်။ဒါပေမဲ့ပါရီမာတို့ကချတော်စနီးဖြစ်ခဲ့တဲ့ဟယ်လင်းနဲ့တိတ်မတူတော့ဘူး။ချတော်စနီးဟယ်လင်းပုံတံမျိုးဟာနေနေပပပဲရှိရောတယ်။သူဆန်းတဲ့ဘွားတစ်ခုမှနှစ်မြုပ်ပြီးချင်းလေးချက်စားခဲ့ရတဲ့ခူလာချိန်ဟာနှစ်ပေါင်း20ကျော်ပြီးဆောက်ထားခဲ့ရတဲ့ပုံမှန်ဘွားပေါ်မှာတော်ကြီးအချိုးတက်ရောက်ပုံရတယ်လို့ကျွန်တော်ထင်မိတယ်။ ရဲ့ဆိုင်ပိုင်ရှင်သည်ကျွန်တော်ထံရောက်လာသည်ပတိမောကတော့တကယ်ကိုတော်ရပြဟုကျွန်တော်တို့အားတရင်ပေးသည်သူသည်စကားတပြောပြောနေပြီးခန်းထဲမှထွက်သွားသည်သူခန်းတကားဖွင့်လိုက်သည့်အခါပြင်မနနခင်းလေးအောင်ပြော့ပြော့ပြေးဝင်လာသည်ကျွန်တော်တို့လည်းသွားစားမှကောင်းမယ်ထင်တယ်ဟုကျွန်တော်ကပြောသည်ကျွန်တော်ဇလန်ကပြီးကနီးနေပါပြီဟုချက်ဝေကပြန်ပြောသည်ကျွန်တော်တို့မှဝိုင်းကားလေးချန်နေသေးရဲ့ခဏတော့နေပါဦး ဆက်ဝတ်ကနောက်ထပ်ဝိုင်းနဲ့ကော်ဖီမပြဲသည်မိမ၃ရောက်အတွက်မပေးခြင်းဖြစ်၏ကျွန်တော်တို့ဟာနောက်ဆက်မပေးအောင်ဂျိုတင်ကာဝယ်သည့်သဘောဖြင့်လုပ်ခြင်းဖြစ်ပါသည်အိမ်များကကျွန်တော်တို့နှစ်ယောက်စကားများများမပြောဖြစ်ကြဘူးဟုဆက်ဝတ်ကသူစကားကိုဆက်သည် ကျွန်တော်ကကျွန်တော်ဂျက်ကက်အင်ဂျီကိုချက်ပြီးမြေကြီးပေါ်ဖြန့်ခင်းလိုက်တယ်။ကျွန်နှစ်ယောက်သားဂျက်ကက်အင်ဂျီပေါ်မှာလဲနေကြရဲ။ပြီးတာရဲခါကျတော့ဟယ်လီရဲ့ဘလော့အင်ဂျီစကန်နဲ့ကျွန်တော်ဆွေတာကိုဆောင်းလုပ်ပြီးခြုံရတယ်။ဟယ်လီအိမ်မောကြသွားတယ်။ပြီးတော့ပြန်နိုးလာတယ်။ခဏနေတော့အိပ်ပျော်သွားတယ်။ဒီချိန်မှာတော့ကျွန်တော်노트ဝက်အိတ်ဝက်ဖြစ်နေတော့ဟယ်လီရဲ့ငိုတန်းကိုချပြီးတလို့လို့ပဲ။နောက်ခဏကျတော့သူ့ပြောဆိုနေပြမှုတွေဟာပြောင်း ြောင်းသွားပြန်တယ်ကျွန်တော်ကဆက်ဆန်းတာကယူမူပဲတော်တော်ကလေးတော့ထူဆန်းနေဟာလူသစ်တယောက်လိုဖြစ်နေတယ်ခါရိုင်းနဲ့မတူတာတော့အမှန်ပဲဒါမဲ့ကျွန်တော်သူ့ကိုဘာမှမမေ့ဘူးစကန်နေရကြရတဲ့တင်းကိုလည်းမပြောဘူးရေငုံနှုတ်ပိတ်လုပ်ပြီးနေတယ်တယောက်ကိုတယောက်ထင်းထင်းဆက်ဆက်ဖတ်ပြီးဝမ်းသာလွန်လို့ချက်မီရဲ့မျက်ရည်တွေချာမှာตาရရင်မှုနေမိကြတယ်မောင်တို့ထွက်ပြေးရင်လွတ်တိုင်းဗလား ။တန်ဆူးကြခြားခါလီပြီးစကဲနဲ့ပြန်ဝင်နေတဲ့ဟယ်လင်းကို ကျွန်တော်ကနောက်တစ်ချိန်မေးရယ်။ဟယ်လင်းကတန်ဆူးကြရဲ့ဟိုဘက်ကိုရောက်သွားမှပြန်ဖြေရယ်။ဟယ်လင်းပြေးလို့မဖြစ်ဘူးတဲ့။ဟယ်လင်းမပြေးနိုင်ဘူး။ဟယ်လင်းပြေးရင်တခြားလူတွေကိုပြစ်ပေးမှာမောင်။လက်ချန်ချရင်ဒီနေရာပြန်လာခဲ့ရော။လာမယ်မဟုတ်လားရင်ဖမ်းမခံရရင်တော့လာခဲ့မယ်နီ။သူကကျွန်တော်ကိုစိုက်ချနေ။ဟယ်လင်းတို့ဖြစ်ကတိတ်ဆိုးတာပဲ။ဘာကြောင့်အခုလိုပြစ်မျိုးနဲ့ကြုံရပါလဲလို့ကြီးတယ်။ ကျွန်တော်ကသူ့ဘလောင်းနဲ့စကတ်ကိုပြန်ပြေးရင်မင်းမောင်ကောင်းဆုံးဆိုလို့ဒီတစုံပဲရှိရတဲ့ဆိုအင်းကကောင်းငိတ်ပြရဲမောင် တုံးထဲမှာပုံနေမယ်မနေ့ကကြတော့လာနိုင်အောင်ကြိုးစားမယ်မောင်မစားစရာကောရှိရလားရှိပါတယ်စားလို့ဖြစ်မဲ့အသီးတို့မှုတို့တုံးထဲမှာလိုက်ရှာရင်ရနိုင်မှာပါမနေ့ကညာအထိအောင်းဤတီးခတ်ပြီးနေနိုင်တယ်မဟုတ်လားမနေ့ကညခေနေလာရင်စားစရာတစ်ခုခုယူလာခဲ့မယ်လေရပါတယ်ခုဆိုရင်မိုးလေးကနေနေပြီပဲမိုးတော့သွားမစားပါနဲ့မောင်ရင်မိုးကတည်ကြတာမဟုတ်ဘူးစိတ်ဖြစ်တတ်တယ်မနေ့ကညကြရင် မောင်အတွက်စားစရာတွေများတည်ယူလာခဲ့ပါ ါမယ်။အန်ဒီကသူစကတ်ကိုပြန်ဝတ်တယ်။စကတ်ကခပ်ပေါ်ပွားပြာနုရောင်ဖြောင်းပေါ်မှာပန်းပွင့်ဖြူကလေးတွေနဲ့စကတ်ကိုခြေသည်ပြန်တက်နေရကကျွန်တော်ကိုလှမ်းပြောတယ်။မောင်ကိုဟဲနေချစ်ပါတဲ့တဲ့။မောင်တိတာထက်စပေါင်းများစွာပူချစ်ပါတယ်မောင်ရဲ့။ အဲ့ဒါကိုမောင်မေ့မသွားပါနဲ့တဲ့သူကျွန်တော်နဲ့ခွဲခွာနေတိုင်းဒီစကားကိုသာပြောလို့ရှိရဲ့အဲ့ဒီချိန်တုန်းကကျွန်တော်တို့ဟာလူတကာရဲ့သားကောင်းပဲတင်တစ်ပလိတ်တွေကတရားဥပဒေစိုးမိုးရေးဆိုပြီးကျွန်တော်တို့နောက်ကိုတစ်ခေါက်ခေါက်လိုက်နေရင်ဂျာမန်ကန်စတာပိုစစ်ပလိတ်ကလည်းဂျင်းစကန်နိုင်ကိုလိုက်ပြီးကျွန်တော်တို့လူစားတွေကိုဒုက္ခပေးဖို့အနေခံနေကြတယ်ပြင်သစ် ကြည့်တယ်ဆိုရနဲ့ဝီယမ်စုဖတ်ရေးသဘောတူညီချက်ရှိပေမဲ့လကားပါပဲအဲဒီတော့ကျွန်တော်တို့ဘဝဟာအနေကလေးပါမလုံခြုံဘူးချိန်မီနေရမရွေးတွေ့သွားရင်ဖမ်းပါပဲဒါကြောင့်မို့မနက်တိုင်းတယောက်ကိုတယောက်နှုတ်ဆက်ကြတဲ့အခါမှာနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ goodbye ဆိုတဲ့နှုတ်ဆက်စကားကိုပဲတုံးကြတယ်ခေလင်းကတော့ ကျွန်တော်တို့ပေါင်းဖို့နဲ့တည်ယူပါရင်တစ်ခါနေကြတော့လဲဝက်ပေါင်းချောက်တို့တင်ခဲတို့ပါလာတတ်တယ်ကျွန်တော်ကတော့ရွာရင်းမှာနေရတာကိုကြောက်လာတယ်ဟင်းနီတို့စကန်နဲ့တိတ်မဝေတော့တဲ့နေရာမှာဖုန်ကြီးချောင်းပြက်ကြီးတစ်ခုရှိရယ်ကျွန်တော် အဲ့ဒီကြောင်းပြက်ကြီးကိုခိုးပြီးအိတ်သေးတယ်။နေကင်းဘက်အိတ်တဲ့အခါအိတ်တယ်။အဲ့ဒီယူလာပြီးရင်စောက်တွေနဲ့သတင်းစာတွေဖတ်တဲ့အခါဖတ်တယ်။တခါတလေကြတော့လေကျွန်တော်ကမမြင်နိုင်တဲ့ချောပုတ်ကြီးတစ်ခုခုနောက်ွယ်ကနေပြီးလမ်းမပေါ်ကိုစောက်ကြည့်ရဲ့။အဲ့ဒီကလည်းသတင်းတွေမျိုးမျိုးယူလာတတ်တယ်။ပေါ်လာဟာလသတင်းတွေလည်းပါလာလေးရှိရဲ့။ဂျာမန်တွေဟာတဖြည်းဖြည်းချင်းနှီးကပ်လာနေပြီးတယ်။ကျွန်တော်အနေနဲ့ချိန်တိုင်းချောက်စိတ်ဝင်နေတယ်။ဒါပေမဲ့ကြာလာတော့လေနေ့ယိုးနေစင်လို့ဖြစ်လာတယ်။ ရှားဒီဝူဒူကလည်းကောင်းလေညံ့ညဆိုရင်လည်းကောင်းခင်မကျယ်ရီဟာလင်းလန်နေကြတယ်။အဲလင်းဟာရွက်ထဲတဲစာကြီးတစယူလာတယ်။ကျွန်တော်တို့အဲ့ဒီရွက်ထဲစာကြီးကိုကြောင်းပြက်ကြီးရဲ့မှာဖြန့်ခင်းပြီးပေါ်ကတည့်ရွက်ချောက်တွေပုံလိုက်တယ်။ပြီးတော့အဲ့ဒီပေါ်မှာလေးကြတယ်။ဒီချိန်မှာကျွန်တော်ကမေးရင်မင်းပြင်ကိုဘလို့လုပ်ပြီးထွက်ထွက်လာတာလဲ။ထွက်လာတာကလည်းမကြမကြထွက်တာဆိုတော့အဆင်ပြေရဲ့လား။သူတို့ကဟဲလင်းကိုထူးတာဝဲတစ်ခုပေးထားတယ်လို့ဟဲလင်းကပြောတယ်။ ။အန်နီရွာထဲထီသွားခွင့်နဲ့ရတယ်။ဟိုနေ့ကမောင်နဲ့စုံမိတာရွာထဲကပြန်လာတာပေါ့။အစားစာတွေကရွာထဲကအယူလာတာလားမဟုတ်ဘူး။စခန်းစတိုးဆိုင်ကရလာတာ။ခင်နေတို့မောင်ငွေရှိရင်လွန်းလွန်းလပ်လပ်ဝယ်လို့ရတယ် ဒီကိုလာလာနေတာမြင်သွားပြီးအတိုင်ခံရမှာကောမကြောက်ဘူးလားဟယ်လင်ကပြုံးနေဟယ်လင်လာလာနေရဟာမောင်ချူတွက်လာတာပါဟယ်လင်တွက်လာနေရမဟုတ်ပါဘူးဟယ်လင်မှာဘာရီဖြစ်နိုင်မလဲဖြစ်ချင်တာဖြစ်ပေါ့ဟယ်လင်ကအချင်းသားတယောက်ပွားရောက်နေပြီတဲ့နောက်နေကြကြတော့ ဟင်းနေပေါ်မလာဘူးကျွန်တော်ချက်စီယိုနိုကိုသွားပြီးတန်ရာတွေကိုချောင်းကြည့်ရင်သူလာလို့လာများစောင့်ကြည့်နေတယ်ဒါပေမဲ့သူမလာဘူးတ냐လုံးမိမတွေအိမ်သာသွားနေတဲ့နေကြနေရတယ်ပြီးတော့သူတို့ရဲ့တက်ပြင်းချတဲ့နေနဲ့ညီညူတဲ့တွေအိမ်ကမှပဲလမ်းမပေါ်ကမီးမဖွင့်မဲမောင်းချပြီးသားနေတဲ့မော်တော်ကားတွေကိုမြင်ရတယ်နောက်တည့်ရက်မှာကျွန်တော်တော့ဒီကမထွက်ဘူးစိတ်ပူတာလဲအလွန်ပဲတခုခုတော့ဖြစ်နေပြီလို့ထင်နေငယ်လေးနဲ့ပတ်သက်လို့ချင်နိုင်တာတော့မရှိရဲ ရတာနေသလားဒါမှမဟုတ်ပြောင်းရွှေ့သွားရသလားဒါမှမဟုတ်သေးပြီလားတကယ်တော့ကျွန်တော်တို့နှစ်ယောက်ရဲ့ဘဝဟာမျိုးလင်းချက်အနှုတ်ခင်းမဲ့တဲ့ဘဝပါအရေးကြီးတာက တူတူနေနိုင်အောင်ကြိုးစားဖို့ပဲတူတူနေနိုင်ဖို့ဆိုတာကလည်းခါခွင့်တင်နာနဲ့တပြိုင်နဲ့တင်ပေါ်စိတ်တစ်ခုစီရောက်အောင် ထွက်ပြေးပါမှဖြစ်မှာတနည်းစာရင်တော့ကျွန်တော်တို့ဟာခုရင်ဆိုင်နေရတဲ့ရာအားလုံးကိုမေ့ပြနိုင်တဲ့ခြေနေတော့ရောက်တန်းကောင်းပါရဲ့လို့တွေးမိရဲ့ကျွန်တော်တော့ဒီထဲမှာပဲနေရပြင်မထွက်ရဘူးအဝင်းစင်မှာကြည့်စရာဆိုလို့တည်ရ6တွေပဲရှိရဲ့ကျွန်တော်တည်ရ6တွေကိုပဲထိုင်ကြည့်နေရဲ့ တချို့ကနီတချို့ကအဝါတချို့ကအညိုးရောင်မျိုးစုံပဲတကိုင်းလေးစီကကြွေးကြပြီးပြောင်းသွားတဲ့ရောင်တွေပဲကျွန်တော်ကောင်းလေးမှာတွေ့တခုရှိနေတယ်။အဲလင်းအသက်ရှင်နေမှာဖြစ်မယ်ဆိုတဲ့အတွေ့အဲလင်းအသက်ရှင်နေပါစေ ကျွန်တော်နဲ့မတွေ့ရတဲ့အကြောင်းမဟုတ်ပါဘူးသူအသက်ရှင်နေဖို့သာဒီကပါ။နောက်တညမှလည်းအဲလင်းရောက်မလာဘူးစကန်ဖက်ဥတီထားတဲ့လမ်းမကြီးပေါ်မှာမော်တော်ကားနှစ်စီးမောင်းသွားနေတာမြင်ရတယ်။ကျွန်တော်မျက်ခြေအပြတ်မခံမင်းစောင့်ကြည့်ရဲ့ SS plate တွေလားရိုးရိုးစစ်တက်ကလာခွဲခြားနေရဘူးဒါမဲ့ဂျာမန်တွေဆိုတာတော့အသေးချာသိတယ်ကျောက်စရာကောင်းတဲ့ညာတများပဲ မော်တော်ကားတွေစကန်နဲ့ဝင်သွားတာည9:00နာရီည10:00နာရီထိုးပြီးတဲ့ချိန်ထိပြန်ထွက်တာမတွေ့ဘူး castable plate တွေပဲဖြည့်ရမယ်လို့ကျွန်တော်ထင်တယ်သူတို့မှုညကြီးမင်းကြီးလာတာပေါ့တခြားသူတွေဆိုရင်ခုလိုညအချိန်မတော်ဘဲလားမလဲသူတို့ထွက်သွားတော့စကန်နဲ့ကလူပါသွားတာမတွေ့ရဘူးကျွန်တော်တညလုံးခြေဦးတဲရရှောက်သွားနေတယ်ခြံစည်းကိုတခြားနဲ့လမ်းမကြီးပေါ်လေးရောက်တယ်မနက်လေးတော့ဟိုနေ့ကလူ ်ရက်စစ်လုံသမားတရားဟန်စာမီဝင်ရင်ကောင်းမလားလို့စဉ်းစားမိတယ်ဒါပေမဲ့မလွယ်ဘူးစောင့်နေလက်စတို့ပြီးချထားတာလည်းတွေ့ရတယ်ပြီးတော့အရသားတရားစီးစာရွက်ကိုင်းပြီးဂိတ်ဝါမှာထိုင်နေတာလည်းမြင်ရတယ်တဏီတာကတိတ်ကိုကုန်ခဲတာပဲကျွန်တော်ချန်စီရိုနောက်ကိုအချင်းတရားမြောက်ရောက်သွားတဲ့အခါမှာတင်းစာစကူနဲ့ပတ်ပြီးချထားရင်ထုတ်ကလေးတစ်ထုတ်တွေ့တယ်ကျွန်တော်ဒါလေးကောက်ယူပြီးဖွင့်ကြည့်ရင်ထဲမှာပါမုတ်တစ်လုံးပန်းသီးနှလုံးနဲ့အောက်ကလက်မှတ်ထိုးထားတဲ့စာတစ်စောင်ပါလာတယ်စာထဲမှာဒီညာလို့ရေးထားတဲ့ ်ကျွန်တော်လေလေးရှောက်သွားနေခိုင်းမှာဟဲနေတာချသွားတာမျိုးကျွန်တော်တွေ့တယ်ကျွန်တော်ပေါမုတ်ကိုစားလုံးလို့ချက်ချင်းပဲစားလိုက်တယ်ပြီးတော့အုံးနေကြနေရာကိုသွားပြီးဒီဓမောအိတ်တယ်ကျွန်တော်နိုးလာတော့မော်လယ်ပိုင်းရောက်နေပြီရာဒီဥလူတာယာချီနေတဲ့နေတနေပဲဒီအောင်ကြီးဟာရှင်ရောက်တော့ပါနေရဲ့တပင်တွေဟာတည့်ရရဲ့ရှောင်းတွေဟာပြောင်းလဲနေတာပဲမိုးလွယ်ပိုင်းရဲ့ပူတွေရဲ့နေအောင်ကြီးတွေဟာကျွန်တော်ပတ်ဝန်းကျင်မှာဖြာစင်းနေတယ် ကျွန်တော်အိပ်ကျော်နေတော့မှမမြင်ရတဲ့ပကြီးဆရာတယောက် ရှောင်းလာပြီးလက်ဆွဲပြသွားသလိုတောင်ထင်ရတယ်။ချက်ဝိကစကားကိုပြက်ကကျွန်တော်အားလန်ချီကဘာဝတောတောင်ရှီမီရီရဲ့လကိုကျွန်တော်ကအခုလောက်သေးစိတ်ပြောပြနေတော့ခင်ဗျာ စိတ်ရှိပါတော့မလားစိတ်မရှိတော့မဖြစ်စေချင်ဘူး။အဲ့ဒီချိန်ကာလတော့ဟာတဘာဝလာဟာကျွန်တော်တို့တက်သိပြီးရေးပါရာရောက်တဲ့အရာဖြစ်နေတယ်။တဘာဝကပဲကျွန်တော်တို့ကိုမမထုတ်တာ။တဘာဝဟာကျွန်တော်တို့ရဲ့နိုင်ငံကူးလက်မှတ်ကိုလည်းမတောင်းဘူး။ Arian တွေဝင်းစစ်ဖြစ်ကြောင်းထောက်ခံစာကိုလည်းမတောင်းဘူး။ ာဝကပေးတယ်ပေးတယ်ယူလဲယူတယ်ပုဂ္ဂိုလ်ကြီးမရှိဘူးအဲဒါကြောင့်မအဲဒီနေ့မော်လယ်ပိုင်းကကျွန်တော်ချိန်ကြာကြီးခဲ့နေခဲ့တယ်ပဝင်းချေဟာတိတ်ဆိတ်နေတယ်တည်ရွက်တွေဟာသူတို့ဒီမီယာတကိုင်းတွေကိုစုံခွာပြီးမြေပေါ်ကိုဝဲပြန်ချနေကြတယ်။တချို့တရတွေကကျွန်တော်ပေါ်ကိုတပွဲခွဲချလိကျလာနေကြတယ်။အဲဒီခိုက်တဲ့တည်င်းကအချိန်ကလေးအတွင်းမှာကျွန်တော်ဟာတိုင်းစအတိ မတိနိုင်တော့အောင် ကျဲဝန်းကြီးမားတဲ့လွတ်လပ်မှုကိုမြင်တွေ့နေရတယ်။ကဲရင်များဟဲနေတည်သွားခဲ့ရင်ကျွန်တော်တယောက်တည်းတော့ဂျမနီခဲရှင်ဘူး။ကျွန်တော်အနေနဲ့သူသားမရှိတော့ရင်ကိုယ်သက်ကိုဆုံးသက်ပြဖို့ဝင်မလေးတဲ့တတိလေးဝင်လာတယ်။ကျွန်တော်သိပါတယ်အဲဒီတတိဟာချစ်ကြီးရဲ့လူတွေနဲ့လူသားဆက်ဆံချစ်သက်တဲ့ချစ်မျိုးထံစာများစွာပို့ပြီးချစ်သက်တဲ့သူတွေမှသာပေါ်လာတဲ့အရာတစ်ခုပါ။အဲဒီကဟဲနေဟာ တခြားမိန်းမတွေခြံစည်းရိုးနာကခွာသွားတဲ့ခါကျပေါ်လာတယ်။ဘောင်းမီတိုနဲ့ဘလော့စ်အင်ကြီးဝင်လာတယ်။တန်ဆူချိုးကြကနေပြီးဝိုင်ပလင်းနဲ့ထုတ်ထုတ်ထုတ်လှမ်းပြီးတယ်။သူ့မဟာပီပင်လေးုံမကဘူး။တကယ်အသက်နုနေငယ်ရွယ်သေးတယ်။မိန်းမတယောက်နဲ့တူနေတယ်။ဟယ်လီကပစ္စည်းတွေနှမ်းပေးရင်းနဲ့ဝိုင်ပလင်းကိုပြင်ထားတယ်။ခွာလဲပါလာတဲ့ဟော်ရီမာလို့ ပြောတယ်မောင်သိစာနေရောပေါ့ပိုင်းမျိုးကထွက်လာကလေးကမမြင်ရမတွေ့ရတဲ့ပစ္စည်းတခုဟင်းနေတွေ့လာတယ်ဘာလဲအော်ဒီကလုံးကြီးဝင်းမဟုတ်လားလို့ကျွန်တော်ကမေးတယ်သူ့ကိုယ်ကရေဝင်းနဲ့တင်းတင်းထွက်နေတယ်တန်စင်လက်ဆက်နေတဲ့ညမှာရေမွေးနှန်းကလည်းတန်စင်လက်ဆက်နေတယ်။ဟင်းရင်းကခေါင်းရဲပြတယ်။သူ့စပင်တူတူကလေးညှပ်ထားတာကိုကျွန်တော်သတိပြုမိရင်ရင်းကစပင်ပုံထက်အများကြီးတူ ကိုတိုးသွားတာဘလို့ရဖြစ်တာလဲလို့ကျွန်တော်ကဒေါသတကြီးမေးရင်ဒီမှာတော့မင်းကိုခေါ်သွားကြပြီလားဒါမှမဟုတ်ဖျားနာပြီးဒေလူမျိုးပါဖြစ်နေပြီလားလို့တွေးပြီးရန်စိတ်ပူနေရတယ်။မင်းနဲ့တွေ့တော့လဲလှပြင်ခန်းကထွက်လာတဲ့ပုံစံမျိုးပါလားဘလို့သဘောလဲမင်းရဲ့လက်နဲ့လက်သေးတွေကိုလှပြင်ခဲ့သေးသလားပြောစမ်းပါဦး။အဲ့ဒါကတော့ဟဲလင်းဘာသာဟဲလင်းလုံလာခဲ့တာပါတဲ့ပြီးတော့ဟဲလင်းကသူ့လက်နှစ်ဖက်ကိုထိုးပြပြီးရှင်နေတယ်။ ကဲပါဝိုင်းတော့ကြရအောင်စကန်မှာဘာရီဖြစ်ကုန်ပြီလဲကက်စတာဘိုပလိတ်တွေလာသလားလာဘူးစတက်ကစစ်မင်းရှင်ဖွဲ့ရောက်လာတယ်ဒါပေမဲ့သူတို့နဲ့အတူကက်စတာဘိုတပ်ဖွဲ့ဝင်ပလိတ်နှစ်ယောက်ပါလာတယ်သူတို့ကခေါ်သွားတဲ့လူကောင်းရှိသလားဟဲအင်းမရှိဘူးလို့ဟဲလင်းကပြောတယ်ဟဲလင်းကိုဝိုင်းခွက်ပြီးသူ့ကိုကြည့်ရတာစိတ်နှောင့်ရှက်ဖြစ်နေသလိုပဲသူ့လက်ဖွားတွေကလည်းပူနေတယ်သူတို့လာကြတယ်စကန်ထဲမှာနာဇီပါတီဝင်ဗနေရောက်ရှိတယ်ဆိုတာစင်ခေါက်ကြတယ်ပါတီဝင်တွေကိုဂျာမနီပြန်ပို့မယ်တယ်ပြင်များသလားဟာ များကြီးပဲအဲလီလိုကတလောက်များနိုင်မယ်လို့မထင်ခဲ့ဘူးတချို့ကဝယ်မခံကြဘူးအဲလီနဲ့ခင်နေတဲ့မိမတယောက်ဆိုရင်အစကပါတီဝင်လို့ပြောခဲ့ဘူးခုချတော့လူတန်းကထွက်လာပြီးသူဟာပါတီဝင်ပါလို့ပြောတယ်ပါတီအတွက်အရေးကြီးတဲ့တဲ့ရင်တွေသူယူခဲ့ပေးခဲ့ပါတယ်လို့လည်းပြောတယ်ခု ူ့အဖနိုင်ငံတော်ကိုပြန်ချနေတယ်။သူ့ကိုစကန်ထဲမှာကောင်းကောင်းမွန်မွန်မဆက်ဆံကြဘူးတဲ့။သူ့ကိုခုနာတဲ့အဖွဲကဆချင်းခေါ်မသွားနိုင်ဘူးလားလို့တောင်းမိတယ်။အဲလင်သူ့ကိုကောင်းကောင်းသိတာပေါ့။သူသိတာကအဲလင်ကဝိုင်းကိုတစ်ချိုက်တည်းမောချလိုက်ပြီးခွက်ကိုပြန်ပေးတယ်။သူကဘာသိတာလဲလို့ကျွန်တော်ကမေးတယ်။အဲလင်နဲ့တီးကြမမှတ်မိတော့ဘူး။သူနဲ့ဟန်လင်ညာပေါင်းများစွာစကားပြောခဲ့ဘူးတဲ့။သူကဟန်လင်ဘသူပဲဝါဆိုတာသိရင်ဟန်လင်ကချက်ခနဲ့ခေါင်းဖောင်းကြည့်ရင်ဟန်လင်ကတော့လုံးဝမပြောင်းဘူး။ဟန်လင်ကိုဆွတ်အားတ မပြန်ခိုင်းရင်ကိုကိုတတ်သိမှာပဲတတ်သိစရာမလိုပါဘူးဟဲ့နေရင်ကိုကျွန်တော်ကပြန်ပြောတယ်သူတို့မိငူပြန်ခေါ်မယ်မထင်ပါဘူးချော့ပေရောက်နေတယ်ဆိုတာဘုရားသခင်ကလွှဲပြီးတခြားဘသူမှမတိကြပါဘူးအဲ့ဒီတော့မင်းကြောင့်ဟာကျောစီကိုလည်းရောက်မှာမဟုတ်ဘူးပြီးတော့ ဒီမိမကတော့မင်းချောင်းပြောမယ်မထင်ပါဘူး။သူကဘာကြောင့်ပြောတာလဲ။သူ့အတွက်အကျိုးရှိစရာဘာမှရှိရမှာမဟုတ်ပဲ။ဟဲလင်းကိုသူတို့ခေါ်မသွားနိုင်အောင်လုပ်မယ်လို့မောင်ကကတိပေးပါလား။မောင်ကတိပေးပါတယ်ဟဲလင်းရဲ့လို့ကျွန်တော်ကအာမခံချက်ပေးလိုက်တယ်။သူသိပြီးစိတ်လှုပ်ရှားနေတာရှိပြီလို့ဒီကတိကိုပေးလိုက်တာပါ။တကယ်တမ်းကျတော့ကျွန်တော်လည်းဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ဒါမဲ့တော်တော်စေတော့သူစိတ်ချမ်းသာဖို့ကလိုရဲမဟုတ်လား။ဒါကြောင့်ကျွန်တော်ကပရောဖက်စကားပြောလို့ခိုင်းမှာကတိပေးလိုက်မိရပါ။ ဟယ်လီလီမောင်းကိုတိတ်ချစ်တယ်လို့သူကပြောတယ်။ဟယ်လီတကယ်ချစ်တာပါ။ဘာရီဝဲချစ်တာတွေ့တွေ့ဟယ်လီမောင်းကိုချစ်တယ်ဆိုတာတော့ယုံမမောင်းရင်ယုံမာရဲကွယ်လို့ကျွန်တော်ကရုံတော်မြုံတော်နဲ့ပြန်ပြောတယ်။သူဟာစိတ်မောလူမောဖြစ်တဲ့လက္ခဏာနဲ့နောက်ဘက်ကိုမိထိုင်လိုက်တယ်။မောင်းတို့ဒီကထွက်ကြမှာဖြစ်မယ်လို့ကျွန်တော်ကပြောတယ်။ဒီမြောက်ကိုထွက်မှာဖြစ်မှာဘယ်ကူသွားကြမလဲ။မောင်းမနိုင်ငံကူးလက်မှတ်ရှိလို့လားရှိရဲ့။ ယာယီထိန်းသိမ်းခံကျင်းသားတွေရဲ့စာရဲစာရဏီကိုတင်ပြရတဲ့ယုံကဒုတိယပြန်ပြီးလို့ရထားတယ်။မင်းရဲ့စာရဲစာရဏီကဘသူစီမလဲ။ဟယ်လင်ကမဖြေဘူး။အဝေးတနေရာကိုလမ်းမြောက်ပြီးကြည်နေတယ်။ဂျူမိသားစုတစုရှိတယ်လို့သူကပြောတယ်။လင်းရဲ့မင်းရဲ့ကလေးရဲ့အားလုံးသုံးယောက်လုံးငယ်ရဲ့အနေငယ်ကမှဒီကိုရောက်လာတာခလေးကဖြားတယ်သူတို့လည်းလူတန်းတွေကထွက်ပြီးနာစီတွေနဲ့အတူတူဝင်ရက်ခဲသူတို့လည်းဂျာမနီကိုပြန်ချင်နေကြတယ် သူတို့ကကျူးတယ်မဟုတ်လားလို့ဘိုးကြီးကမေးတယ်။ယောက်ျားကသူတို့ဟာဂျာမန်လူမျိုးတွေဖြစ်လို့ဂျာမနီကိုပြောင်းချင်တယ်ဘိုးကြီးကတခုခုပြောချင်တဲ့ပုံပေါ်ပါတယ်။ဒါမဲ့ကတ်စတာအကောင်လေးကရှိနေတော့မပြောရဲဘူး။ခမည်းတော်တကယ်ပြောင်းချင်တာဟုတ်ရဲ့လားလို့ပဲထပ်မေးတယ်။သူတို့ကိုစီးနေထည့်ထားလိုက်ပါဘိုးကြီးလို့ကတ်စတာဘိုးတကောင်ကရေမောပြီးပြောတယ်။ခမည်းတော်ဒီလောက်ကြီးအထိအင်ကိုလွမ်းနေကျွန်တော်တို့ကလုပ်ပေးရမှာပေါ့တဲ့။ သူတို့နာမည်ကြီးစင်းနေထည့်ထားတယ်သူတို့ကိုဝင်တားနေလဲရမှာမဟုတ်ဘူးသူတို့ကပြောတယ် sky မှာအခုလိုပုံတိုင်းဆက်နေလို့မဖြစ်တော့ဘူးလို့ကလေးကလည်းတိတ်ပြီးနေမကောင်းဖြစ်နေတယ်တဲ့ပြီးတော့ဒီ sky ထဲမှာရှိနေတဲ့ဂျူးမှန်တပြတနည်းကြလာပြီးဖမ်းမှာပဲတဲ့ဒါကြောင့်သူတို့အနေနဲ့ခုကလေးကပြန်ပါသွားတာအကောင်းဆုံးပဲတဲ့သူတို့ကတော့ကျမတို့အားလုံးဒီနေရာမှာလာပြီးချောင်းပိမိခံနေရတာမို့ပြန်လာပဲကောင်းနေတယ်ဘလို့မှနားချလို့မရအောင်မှာ သူတို့ကိုနားဝင်အောင် ပြောပြပေးမလားမောင်ကနားချပြရမယ်ဟုတ်လားမုန်းကဘလို့ပြောပြီးနားချရမှာလဲမောင်ကဂျာမန်ချင်းစကန်မှာနေခဲ့ဘူးရယ်မဟုတ်လားမောင်ကအဲ့ဒီစကန်ကအထွက်ပြေးလာခဲ့လူပဲသူတို့ကိုဘယ်နေရာမှာသွားပြောရမှာလဲဒီနေရာမှာပေါ့အဲ့ဒီသူ့ယောက်ျားကိုသွားခေါ်ပေးမယ်သူဘမရှိနေတယ်ဆိုတာဟင်းနေသိနေရပဲသွားခေါ်အိမ်ခဏလေးပါအင်းလေးကမောင်အောင်သူ့ကိုပြောပြခဲ့ဘူးတယ်အင်းလေးတို့လင်းချင်းရင်လဲနိုင်သေးတယ်မောင်ရဲ့ သူထွက်သွားတယ်မိနစ်နေငယ်ကြာတော့ဒါမချမ်းဖြစ်နေရဲ့ပုံမျိုးနဲ့လူတယောက်ခေါ်ပြီးပြန်ရောက်လာတယ်။ပါလာတဲ့လူကတန်ဆူချိုးအပြင်ဘက်ထွက်ဖို့ညင်းနေတယ်။သူကကျွန်တော်နဲ့မျက်နှာချင်းဆိုင်တန်ဆူချိုးရဲ့တစ်ဖက်မှာရပ်ပြီးကျွန်တော်ပြောနေတဲ့ပြားကိုနားထောင်နေတယ်။ခဏကြာတော့သူ့မိန်းမပါထွက်လာတယ်။သူ့မျက်နှာကဖြူရွံ့ရွံ့နဲ့စကားတလုံးမှမပြောဘူး။သူတို့ရောက်လာတာမကြသေးဘူးပြီး ်နှုတ်ခဲ့တဲ့၁၀ရက်နောက်ကမှရောက်တာတယ်အရင်ကသူတို့နှစ်ယောက်စကန်ကူစီမှာတကွဲတပြားစီနေခဲ့ရတယ်သူတို့ထွက်ပြေးကြတယ်နောက်ပိုင်းမှာသူတို့ချင်းပြန်တွေ့ကြတယ်လုံးဝမမျောလင့်ပဲပြန်ဆုံမိကြတာတယ်သူတို့ရောက်လျာရခိုင်နိုင်ငံတွေနဲ့ platform တွေပေါ်မှာသူတို့နာမည်တွေကိုရေးရေးကြည့်ခဲ့ကြတယ်တရားနဲ့တရားပင်နေရရှောက်နေတယ်ဆိုတာသိအောင်ခံမနိုင်တဲ့လှုပ်တဲ့သဘောပေါ့ချက်ဝိတ်ကကျွန်တော်အားနိုင်ကြည့်သည်ခင်ဗျာ VR တို့လို့ ရိုစာကြောင့်ကြားဘူးတယ်မဟုတ်လားမေးပြီးဘသူမှမကြားဘူးတဲ့လူမရှိဘူးအဲဒီအုပ်စုကဘယ်လ်ဂျီယံနိုင်ငံကနေပြီးပိုင်ရင်းမျိုးကိုရောက်လာတယ်လေ ဘီယာဒိုလိုရိုစာဆူလိုက်ပြန်လိုက်ခပြေးလမြောင်မှုသည်စစ်ကြီးစတဲ့ဖြစ်ပွားစဉ်ကစပြုခဲ့ခြင်းဖြစ်၏ဂျာမန်မြောက်ဘယ်ဂျီယံနိုင်ငံတွင်သူချူချော်ဝင်ရောက်ချိန်တွင်လူများဆူလိုက်ပြုံးလိုက်မက်ဂီနော့စစ်မျက်နှာပြင်ကိုဖျက်ယူထွက်ပြေးကြသည်ပထမတွင် မော်တော်ကားများနှင့်ဖြစ်သည့်အိမ်တော်ပရီဘောကဖြစ်စီ၍များပြတင်ထားသည်မော်တော်ကားအသံကြီးဖြစ်သည့်နောက်ပိုင်းတွင်ရင်းမျိုးမျိုးနှင့်ထွက်ပြေးလာကြသူများကိုတွေ့ကြရ၏ ရင်လေးများလက်တော်လေးများကလေးတင်တို့တော်လေးများကအစအေးမျိုးစုံနဲ့ထပ်တီးကြခြင်းဖြစ်သည်ထို့နောက်မရေတွန်းနိုင်လောက်အောင်များပြသည်လူရေစီးကြောင်းများသည်နေရာသည်တလျှောက်လုံးတောင်းအရက်တို့ရှေးရှု၍ ခြေချင်းထပ်ပြေးခင်ချသည်သူတို့ထောက်မှပုံကျဲလေရင်များကတကောက်ကောက်လိုက်၍နှောက်ရက်ပြေးကြသည်မိတို့ပင်ဖြစ်စေထပ်ပြေးနေသူများကတော့တက်မသွားပြေးနေတိုင်းပြေးကြသည်မိသားစုအများပြားသည်ကြောင်မီသည်မြေဖြူတုပ်ဆေးစသည်အရာများဖြင့်ရောက်လျာရက်လလန်းမီယာအုတ်တထိုင်အုတ်ဒီယံပလက်ဖောင်းလမ်းပြီးဆိုင်ဘုတ်စသည်များပေါ်၌သူတို့နာမည်များကို ရေးသွားကြသည်လမ်းပြီးပြန်တန်းတစ်ခုသို့မဟုတ်တည်င်းစားသောင်းနှင့်ပင်တူနေသည်သူပြင်လဲထွေပြေးလာကြသောစစ် ပြီးဒုက္ခသည်များလည်းမှနှစ်ပေါင်းများစွာတလဲလဲဖြစ်နေကြသူများနှင့်ပြိဋ္ဌာန်လွတ်မြောက်ရန်ပုံအောင်နေကြရသူများလည်းညီအောင်မြေထားလည်းဟောလိုသည်နှင့်ဆက်သွယ်ရေးလမ်းများတည်ဆောက်ခဲ့ကြသည်ပြင်သစ်အရှိတောင်ပိုင်းဒေသရှိပင်နယ်စိတ်ကမ်းမြို့တစ်မြို့ဖြစ်သော Night View မှသည်အီတလီနိုင်ငံနောက်တောင်ပိုင်းရှိနေပဲမြို့အထိပြင်သစ်နိုင်ငံပါရီမြို့တော်မှဆွစ်ဇာလန်နိုင်ငံဇူရီမြို့အထိ ဆက်သွယ်၍ရာနိုင်အောင်စီစဉ်ပေးခဲ့ကြသည်ဤလမ်းကြောင်းသည်ယုံကြည်စိတ်ချရသောမိတ်ဆွေများဝါတစ်ဆယ်တည်းများအကြောင်းကြားချက်များကျန်ဉဏ်များကိုပေးပို့ဆက်သွယ်ကြသည်လိုအပ်ပါကဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိလိမ့်စာများတွင်တညာတန်သည်ညညာတန်သည်တည်နိုင်သည်ယခုချက်ဝင်နေတွေ့ခဲ့သည်ဆိုသောသူသည်နေပြည်ပြန်နှင်းများနှင့်ယခုဤလျှောဆက်သွယ်ရေးလမ်းကြောင်းများမှာတစ်ဆင့်သူမိမနှင့်ကလေးကိုတွေ့ခဲ့ရခြင်းဖြစ်၏ထိုရာများသာမရှိပါမူကား ဤသူဒီကောက်ရိုးပုံနဲ့အပြောက်ရှားသလိုဖြစ်ကသူမိမနဲ့ကလေးအားလက်လွတ်လိုက်ရဖို့သာရှိပါသည်သူတို့ကကြောက်နေတယ်ဗျာဟုချောဝေကသူ့စကားကိုဆက်ပြောသည်ဒီစကဲမှာဆက်နေရင်သူတို့နေပြားကိုတကွေတပြားစီဖြစ်အောင်ပဲပုတ်ခံရမှာတိတ်ကြောင်းနေကြတယ်အခုသူတို့ရောက်နေတဲ့စကန်ကမိမအချင်းစကန်တစ်ခုဖြစ်နေရမဟုတ်လားသူတို့ကိုမိလာတော့ကအတူတူပဲခေါ်လာတာဒါပေမဲ့ဒီရောက်တော့စကန်အာနာပိုင်တွေကယောက်ျားကိုမျိုးသားအချင်းစကန် ရှေ့ရမယ်လို့ပြောထားတယ်။ကျွန်တော်တို့ချင်းထပ်ပြီးမခွဲချင်တော့ဘူးလို့ယောက်ျားကပြောတယ်။သူတို့ပြဿနာကိုအစာဆုံးစဉ်းစားပြီးတည်တယ်။အားမလုံလို့မရဘူးတဲ့။ထွက်ပြေးဖို့ကလည်းလွတ်မှာမဟုတ်လို့မပြေးချင်တော့ဘူး။သူတို့ရင်ကကြေးခဲ့ဘူးပြီ။နှက်ပြပြီးဒုက္ခတွေရောက်ခဲ့တယ်တဲ့။ခုဆိုရင် သူတို့ကလေးကလည်းနာမကျန်းဖြစ်နေပြီ။သူမိန်းမကလည်းခြေကုန်လက်ပန်းချနေပြီ။သူကိုယ်တိုင်ကလည်းအာရင်ချိနေသွားပြီတဲ့။ဆန်းတဲ့လူအားလုံးဟာနှောတက်ယုံနဲ့ရောက်နေတာနဲ့ မထူးဘာမှမထူးပါဘူးဗျာလို့သူကပြောတယ်။သူတို့ကသူတို့ကြိုက်တဲ့ချိန်မှာရလာပြီးဒီကလူတွေကိုခေါ်ထုတ်သွားမှာပါတယ်။နောက်ဆုံးကျတော့သူကမိကုန်းထုတ်တယ်။ဘာပြုလို့ပြင်သစ်တွေဟာကျွန်တော်တို့ကိုအချိန်ရှိနေပါသေးတယ်။အခုထက်ထိမလွတ်သေးတာလေတဲ့။သူဟာတိမ်ဝဲလူငယ်တဲ့လူကြီးလူကောင်းတယောက်အမျက်နှာထားမျိုးရှိရင် သူ့မိကုန်းကိုပြေးနိုင်တဲ့လူတယောက်မှမရှိပါဘူး။မှန်ကတော့ဒီလူတွေဟာကျွန်တော်တို့ကိုမလိုလားကြပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကိုသူတို့စီကထွက်သွားဖို့ကြတော့လေခွင့်မပြုကြဘူး။တခုတော့ရှိတာပေါ့။ လေအမျိုးတစ်မျိုးသားလုံးချိန်နေရိုးရဲပြပြနေတဲ့ချိန်မျိုးမှာ ဒီပြဿနာကိုဘသူကအလေးနဲ့ပြုပြီးစဉ်းစားနိုင်ပါမလဲကျွန်တော် ပြောတာမဟုတ်ဘူးလားနောက်တစ်နေ့မွန်လယ်ပိုင်းကျတော့လမ်းမပေါ်မှာထရက်ကားကြီးနှစ်စီးမောင်းလာတာတွေ့ရတယ်အဲဒီခိုင်မှာပဲတန်ဆူချိုးတွေတက်ဝင်လှုပ်ရှားလာတာကျွန်တော်မြင်ရတယ်မိမအစားတရားစင်ကြော်ကြော်လောက်ဟာတယောက်နဲ့တယောက်ပြန်လဲကူညီပြီးတန်ဆူချိုးအောက်ကတွားပြီးထွက်လာနေကြတယ်ပြီးတော့တောအုပ်ထဲကိုတဟုန်ထိုးပြေးဝင်လာကြတယ်ကျွန်တော်ပုံမိနေနေရကအပြင်ကိုမထွက်ဘူးအဲလေးကိုမြင်တော့မှပဲထွက်ခဲ့တယ်အဲလေးကကျွန်တော်ကို စီးပြောတယ်။ဟန်နင်းတို့ကငင်းကြီးအုပ်ချုပ်ရေးမှုကတတိပေးထားတယ်။ဂျာမနီပြန်ချင်တဲ့လူတွေကိုခေါ်ဖို့ဂျာမန်တွေရောက်လာကြတော့မယ်တဲ့။ သူတို့ကျင်သစ်အာနာပိုင်တွေကတော့ဘာလို့ရမှန်းမသိဘူးဒါကြောင့်မို့မလိုက်ချင်တဲ့သူတွေတောအုပ်ထဲသွားပုံစံပုံနေကြဖို့ခွင့်ပြုထားတယ်ကျွန်တော်ဟဲလင်းကိုနေကြီးနေတယ်မြင်ရတာခူဟာပထမဆုံးချိန်ပဲသူ့ခြေောက်နဲ့မျက်နှာဟာညိုမဲနေတယ်ပိန်လိုက်တာလည်းနော်မဲသူ့မျက်နှာကလည်းပြင်းမလောအကြီးလို့လားမသိဘူးမျက်တွင်းဟောက်ပန်းနဲ့ စားအစာရသဖြင့်မောင်းကိုပေးပြီးမိင်းကတော့အငတ်ခံနေတယ်ဒီမှာရဲ့လို့ကျွန်တော်ကပြောမိရဲ့အဲဒီမှာစားစရာတွေအလျံပေးဖြစ်နေပါတယ်လို့သူကပြန်ပြောတယ်ဟောဒီမှာကြီးချောကလက်ကောင်မှရှိရင်မင်းကဆိုရင်ငါတက်တာတော့ဝယ်လို့ရခဲ့တယ်ဒါမဲ့ပါမုတ်တော့မရဘူးအင်းကမောင်းတဲ့စကားပြောခဲ့တဲ့လူကပြန်လိုက်သွားမတည်လားလို့ကျွန်တော်ကပြေးတယ်အင်းမိုင်းလေးမယ်ခဲလေးမျက်နှာဟောင်းသဆက်ဆက်လှုပ်နေရဲ့ခဲလေးကတော့ဘယ်တော့မှမပြန်ဘူးလို့ရည်ရွတ်တယ်ဟုတ်တယ် ဟယ်လင်ကတော့မပြန်ဘူး။မောင်ကလည်းတတိပေးပါ။သူတို့ကဟယ်လင်ကိုဖမ်းသွားတာမခံချင်ဘူး။သူတို့ကဖမ်းမှာတော့မဟုတ်ပါဘူး။နောက်တနားကြီးလောက်ကြာမှစကဲနေကထရက်ကားကြီးပြန်ထွက်သွားတယ်။ကားပေါ်ကမိမာရီရဲ့တချင်းဆိုတဲ့နေဟာလေထဲမှာမမျောပြီးကျွန်တော်တို့စီကိုရောက်လာနေတယ်။ဂျာမနီဂျာမနီအဖွဲ့နိုင်ငံတော်ကြီးဂျာမနီတဲ့။အဲဒီညကကျွန်တော်ဟာကျွန်တော်ဘီဘာနဲ့စကန်ကဝေလာတဲ့အစိတ်တစ်ဝက်ဟယ်လင်ကိုခွဲပေးလိုက်တယ်။နောက်နေ့ကျတော့ အင်းလင်းကသူ့ဘမရောက်နေတယ်ဆိုတာကြောက်သိသွားပြီလို့ပြောတယ်။မင်းကိုဘသူကပြောလိုက်တယ်။ဒီเจ้าကိုတီးခဲ့တဲ့လူတစ်ယောက်ကပြောလိုက်တာ။ဘသူလဲစကန်ဆရာဝေ။သူကဘလို့နီးနေတီလာလဲ။သူကနင်းပြေအုပ်ချုပ်ရေးမှုစီကတီလာတာ။လာပြီးစုံစမ်းနေတယ်။နင်းဘာလုပ်သေးနေဆိုတာကိုဆရာဝေကပြောသေးသလား။သူကစကန်ဆေးုံထဲမှာရက်အတင်းငယ်လောက်တော့ဝတ်ပေးထားနိုင်တယ်။ အကြကြီးဝတ်ထားဖို့ကြတော့သူလည်းမတန်နိုင်ဘူးတဲ့ဒါဆိုရင်တော့နေလေစကန်ထဲမှာနေလို့ပဲဖြစ်မလဲတောက်ထဲဝေပုံးနေကြတဲ့လူတွေကိုကဘသူကတတိပေးထားလဲပုံချုပ်ရွေးမှုကပဲဝင်းရဲ့နိုင်ငံခုလက်မှတ်နဲ့စကန်လိုမိန်ကိုရအောင်ယူပါလားဒီကိစ္စဆရာဝန်ကူညီခြင်းကူညီတိုင်းပါပေါ့ နောက်ဆုံးမရဘူးဆိုတော့လေဒီတိုင်းပဲထွက်ပြေးကြတာပေါ့ပြေးမယ်ဆိုတာကိုတော့ဘသူမှသွားမပြောနဲ့မောင်ကိုရိုင်းနေနေအုပ်ချုပ်ရေးမှုနဲ့တွေ့ပြီးစကားပြောကြည့်ဖို့စူးစမ်းအောင်မယ်သူပြောပုံဆိုပုံနဲ့လှုပ်ပုံကိုင်ပုံလေးကြည့်ရတာလူဆဲမဲပုံပေါ်တယ်အဲအဲသူနဲ့တော့သွားမတွေ့နဲ့ဒီထားမှဖြစ်မယ်ဘာပဲပြောပြောနောက်တစ်နေ့ မနေ့ကျတော့ကျွန်တော်တောထဲကထွက်လာခဲ့ဝေစာကိုတက်နိုင်သည်မြတ်တက်ရဲ့အဖြစ်အောင်ဝေလာခဲ့တယ်ချာမဲလေကင်းတို့ရင်သစ်ပလိတ်တို့နဲ့တနီယာယာမှာထိတ်တိုက်တွေ့ဖို့ကတော့ညောင်းလင်းထားရတယ်ကျွန်တော်နေမြေအုတ်ချုပ်ရေမှုကုန်ချွတ်ချွတ်မောမောရေရောက်သွားတယ်ကျွန်တော်ကပလိတ်တယောက်နဲ့ယောကစည်ရီတွေကိုကျွန်တော်ဟာဂျာမန်စစ်ဘက်အတွက်ဒါအားလိုက်လိုက်တိဆောက်ပေးရမယ်အတက်ပညာရှင်တယောက်ဖြစ်ကြောင်းအဲဒီကိစ္စအတွက်လိုအပ်မဲ့ချက်လက်တွေလာရောက်လေ့လာခြင်းဖြစ်ကြောင်းလိမ့်ပြောတယ် ူတို့ကလည်းတန်လျာဝင်ကြဘူးတကယ်လို့တန်လျာဝင်နေဆိုရင်ပလိကနေရာမတင်ဖမ်းမှာပေါ့ခုတော့ကျွန်တော်ကစိတ်မရှိရဲဟန်မူရနဲ့တခေါမဲ့ online ရသေးတယ်ပလိကလွတ်ပေးလိုက်တယ်ကျွန်တော်အုတ်ချုပ်ရင်မှုစီရောက်တော့မှန်တိုင်းဖွင့်ပြောတယ်ပထမတော့သူကကျွန်တော်ကိုမောင်းထုတ်မလို့နောက်တော့ကျွန်တော်ရဲ့ရဲတွေမှုကိုသဘောကျပြီးလက်ခံစကားပြောတယ်သူက secret လိပ်ပြီးပြီးကျွန်တော်ကိုငေးကြည့်သွားနေဖို့ပြောတယ်နောက်7မိနစ်လောက်ကြာတော့သူဘာမှမကူညီနိုင်ဘူးတဲ့ဂျာမန်လေးစီမှာဆင်းအပြေဆုံးရှိခြင်းရှိနေပါတယ်တကယ်လို့ဒုတိယ စခန်းမရောက်နေသူ့မှာတာဝန်ရှိရဆိုပြီးရေးယူခြင်းယူနေမှာတဲ့သူ့အနေနဲ့ဒီဒေကာနီးအတက်ရရောက်မှာတော့ဂျာမန်ချင်းစခန်းတစ်ခုတည်းတွားမနေခြင်းဘူးတဲ့ ဝန်စီအားအုပ်ချုပ်ရေးမှုအနေနဲ့အကျဉ်းသားတွေထောက်မပြေးအောင်ကာကွယ်ပေးရမယ့်တာဝန်ရှိရဆိုတာကျွန်တော်သိပါတယ်လို့ကျွန်တော်ကပြောတယ်။ဝန်စီအားအနေနဲ့ထောက်ကားပေးရမိန့်တွေကိုဖိုင်နာနေရတယ်ဆိုတာလည်းကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့မုန်စီအားတည်တဲ့ဒါငလော့ဆဲပြင်သစ်နိုင်ငံကြီးဟာကတောင်းကနေဖြစ်နေပါတယ်။ဒီနေ့ထုတ်ပြန်လိုက်တဲ့မိန့်တွေဟာမနေ့ကကျတော့ကုန်တိတ်ခါကင်းနေစေရရာတွေဖြစ်နေတတ်ပါတယ်။အဲ့ဒီလိုရှုပ်ထွေးတဲ့အချိန်မှာတနာအညာတာကင်းမဲ့ရရဆက်မှုမျိုးတွေအားပြီးတလို့လုတ်ခဲမိရင်နောက်တစ်ချိန်ကြာရင် ုပ်ကိုကိုခွင့်ပြုနိုင်အောင်ခံစားရတတ်ပါတယ်။ဆရာမောင်ထုံးသူရဲ့ Let's Warm မှာတ냐အပိုင်း14ကိုဖတ်ပြလို့ပြီးပါပြီရှင်။ဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။